မြင်လာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်အထိုင်ချနေတဲ့နေရာနဲ့ကင်းမုတ်ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကဒုတက်ခွဲမှုအပါအဝင်၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ညနေ4:20မိနစ်ခန့်မှာရွှေဘုံမြို့တောင်ဘက်အထွတ်မုံဦးမှာထိုင်ချတပ်ဆွဲထားတဲ့ကြမ်းဖက်စစ်တပ်ရဲ့တပ်မ33လက်အောက်ခံစစ်ကြောင်းက စစ်သားအယောက်20ခန်းဟာရွှေဘုံမန္တလေးလမ်းပိုင်းတကနန်းရွာထိပ်မှာဝစ်ချင်းချပြီးတော့အထိုင်ချနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအထိုင်ချနေတဲ့စစ်ခွေးတွေကိုတော်လိုင်းတပ်ဖွဲ့များကအနီးကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲတနအီကဖြစ်ပွားခဲ့ကစစ်ခွေးတွေဘက်ကအထိနာပြီးတော့ရှာတော်ချီရွာဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါဗျ။အခုလိုထိခိုက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တကနန်းချီရွာအတွင်းနေမင်းရှင်းလင်းမှုလှုပ်ဆောင်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တကနန်းရွာဖုံးကြီးကျောင်းအတွင်းမှာကင်းမုတ်ဝင့်နေတဲ့စစ်ခွေးတွေ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်းမှာမိုးဦးဘက်မှာတဆွဲထားတဲ့စစ်ခွေးတွေကလည်း60မမလက်နက်ကြီး87မမလက်နက်ကြီးများနဲ့တိုက်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကဒုတက်ခွဲမှုအပါအဝင်၄កောင်တေသွားပါတယ်စစ်ခွေးထိခိုက်တေဆုံးတာထပ်တိုးရှင်းနိုင်သေးတယ်စစ်ခွေးတွေကိုမနေ့အစောပိုင်းမှာကားနဲ့လာကဲထုတ်သွားတယ်လို့ရွှေဘုံညွန့်နဲ့ပကဖကတောင်းရှိသူကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကဒုတက်ခွဲမှုအပါအဝင်၄ဦးတေဆုံးပြီးပကဖရဲဘော်တဦးမြင့်မြန်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘုံညွန့်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ညွန့်နယ်ပကဖတာဝန်ခံရဲ့စီမံကုတ်ကဲမှုနဲ့ညွန့်နယ်ပီဒီအိုတိုက်ခိုက်ရေးအဖွဲ့တိုက်နယ်1235 ပကဖတိုက်ခိုက်ရေးအဖွဲ့များနဲ့နယ်မြေခံပကဖများကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ရွှေဘုံမြို့ရဲ့တောင်ဘက်မှာရှိတဲ့ရွှေဘုံမန္တလေးလမ်းမိုင်းကိုတနအိကျော်ကြောင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးများနဲ့တော်လိုင်းတပ်ဖွဲ့များနိုဝင်ဘာလ6ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ရွှေဘုံမြို့နယ်ပကဖအဖွဲ့ဝင်ရဲဘော်9ဦးမြင်းမြတ်စွာကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာမုံရွာမျိုးကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နဝခအနီးမှာစက်တက်လေးထီတစီပြတ်ကျမှုဖြစ်စဉ်ကိုအတီးပြုတ်ဖို့အတွက်စုံစမ်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ17ရက်နေ့ညနေ6နာရီဝန်းကျင်မှာနဝခကိုပြန်ဆင်းလာတဲ့ပါရာမော်တာတစီပြတ်ကျခဲ့တယ်လို့ဆိုပါတယ်။မနေ့ကညနေပိုင်း6နာရီလောက်ကပြ အစေးမှပြတ်ကြတယ်လို့ကြားတယ်အဲ့ဒီနမကပတ်ဝန်းကျင်မှာပဲလို့ပြောတယ်အတီးပြုချက်ရအောင်တော့စုံစမ်းနေပါတယ်လို့တာဝန်ရှိသူကရှင်းပြထားပါတယ်လေးချောင်းတရင်စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ဝေဟင်ရဲ့အချက်လက်တွေအရမနေ့ကညနေ9:45မိနစ်ဝန်းကျင်မှာနမခကနေပါရမော်တာနှစ်စီးတက်ခဲ့တယ်လို့အတီးပေးထားပါတယ်ပါရမော်တာပြတ်ကျမှုနဲ့ပတ်သက်ပြီးတော့တိကျဖော်ပြထားတာတော့မတွေ့ရပါဘူးနှစ်စီးမှာတစ်စီးကဘူးဒလင်ကဏီကိုကျဲပြီးတော့ပြန်ဆင်းလာတယ်နောက်တစ်စီးကအရာတော်မြင်းမှုဘက်ကိုသွားတယ်ဒါပေမဲ့ဘုံကျဲတာမရှိခဲ့ဘူးအဲ့ဒီတစ်စီးကပြတ်ကျတာလို့ စကိုင်းတိုင်းစီရေးတရင်ရေးမိကပြောပြထားပါရယ်။နောက်ပါခါမှာပါရာမော်တာနဲ့ဂျိုင်ရိုကော့ပတာဆယ်စီးဝင်းကျင်ရှိနိုင်တယ်လို့၎င်းတို့ကသုံးသပ်ထားပါရယ်။အခု November 6ရက်နေ့ကဗကိုးတိုင်းဖြူးမြို့နယ်မှာဘုံလာကျဲတဲ့ gyrocopter disease အပြည့်အမှပြက်ကြပြီးတော့စစ်သားနှစ်ဦးသေဆုံးတယ်လို့ဗကိုးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။ ဆွေကောင်စီကအရက်သားတွေကိုပြစ်မှတ်ထားပြီးတော့လေတောင်းကနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အပြင်မခွေးစကိုင်းနဲ့မန္တလေးတိုင်းမှာပါရာမော်တာဂျိုင်ရိုကော့ပတာတွေပြင်းပြင်းချဲချဲအသုံးပြုပြီးတော့ဘုံတွေလိုက်ပတ်ကျင်းနေကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ရွှေကုတ်ကိုကြားဖြတ်မြို့တစ်ကိုထူထောင်ခဲ့သူမြန်မာစစ်ခွေးလက်အောက်ခံ BGF စောချစ်သူရဲ့ ပထွေးလိုကိုးွယ်တယ်ရှီစီဂျန်းဆိုသူကိုထိုင်းကတရုတ်နိုင်ငံကိုဒီကနေ့ညနေမှာပြန်ပို့มาဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမြောက်ရီမြို့မှာရှိတဲ့ရွှေကုတ်ကိုကြားဖြတ်မြို့တက်ကိုထူထောင်သူရှီစီဂျန်းကိုတရုတ်နိုင်ငံကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်ရှီစီဂျန်းဟာမြောက်ရီမြို့နယ်ကာစီနိုများနဲ့ကြားဖြတ်အွန်လိုင်းစီးပွားရေးလုပ်ငန်းများမှာအဓိကရင်းနှီးမြှုပ်နှံသူ ရထိုက် International Holding Group ရထိုက် IHG ဥက္ကဋ္ဌလည်းဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ10ရက်နေ့ကထိုင်းနိုင်ငံမှာရှိတဲ့အယူခံတရားရုံးကနိုင်ငံတကာရာဇဝတ်များအပါအဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုတ်ကန်ခဲ့တဲ့ကြားဖြတ်ငွေလိမ်ခိုင်းကြရဲ့အဓိကခေါင်းဆောင်ရှီစီချန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်ကိစ္စကိုအတီးပြုတ်ဆုံးဖြတ်ပြီးတဲ့နောက်ဒီကနေ့မှာတရုတ်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးရခြင်းဖြစ်တယ်လို့သိရပါတယ်တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်နဲ့ခံယူထားတဲ့ရာဇဝတ်တရားခံရှီစီချန်းကိုတရုတ်နိုင်ငံကလောင်းကစားမှုများကြားဖြတ်ငွေလိမ်မှုများနဲ့အလို့ရှိနေခြင်းဖြစ်တယ်လို့သိရပါတယ်ရှီစီချန်းဟာတရုတ်ယွမ်ငွေ2895ဘီလီယံထိုင်းဘန်ငွေ7.6 ထရီလီယံခန့်ကျော်လိမ်လည်ခဲ့တဲ့ကာစီနို website 239ခုထက်မနည်းတီထောင်စီမံခန့်ခွဲရန်အမိန့်ပေးခဲ့သူဖြစ်ပြီးတော့တရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုများအထွတ်အဓိကတာဝန်ရှိသူအဖြစ်တရုတ်အစိုးရကအလို့ရှိနေခြင်းဖြစ်တယ်လို့သိရပါဗျ။ သူ့ကို2022ခုနှစ်ဩဂတ်စ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်းကထိုင်းအစိုးရကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2022ခုနှစ်နိုဝင်ဘာလမှာ၎င်းကိုတရုတ်နိုင်ငံကိုတွဲပြောင်းပေးရရန်တရုတ်ကတောင်းဆိုခဲ့ပြီးတော့2025ခုနှစ်အော်တိုဘာလ22ရက်နေ့မှာ၎င်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကအတည်ပြုဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။1993ခုနှစ်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားတရားခံလွှဲပြောင်းပေးအပ်ရေးစာချုပ်အရာ ရွေးပြောင်းပေးရအချင်းကိုဆောင်လက်နေခြင်းဖြစ်ပြီးတော့အဲ့ဒီအမှုဟာနိုင်ငံဖြတ်ကျော်မှုကင်းများကိုကာကွယ်ဖြစ်ရှင်းရမှာထိုင်းနယ်တရုတ်အာဏာပိုင်များကြားနီးကပ်စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းကိုလွှဲပြောင်းပေးရန်ထိုင်းအစိုးရနဲ့တရုတ်အစိုးရတို့ကြားမှာအနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်တဲ့တရုတ်နိုင်ငံသားရှီစီဂျန်ဟာကောစန်တာနဲ့ကြားဖြန့်လောင်းကစားလုပ်ငန်းများအတွက်ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံမှာကြားဖြန့်စီမံကိန်းမျိုးတင်များကို အကောင့်ထည့်ဖော်ခဲ့သူဖြစ်တယ်လို့သိရပါတယ်စစ်ခွေးလက်အောက်ခံတင်းနယ်ကြားဆောင်တက် BGF ခေါင်းဆောင်စောချစ်သူကရှင်စီချန်းလွတ်မြောက်ရေးအတွက်စူတောင်းပွဲတွေကို Facebook ကမှ2024ခုနှစ်ဩဂတ်လ17ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီးတော့၎င်းကိုယ်တိုင်သူ့ပထွေးကိုတက်ရောက်ပြီးတော့ဝတ်ပြုစူတောင်းခဲ့တယ်လို့သိရပါတယ်နိုင်ငံတကာလောင်းပစားငွေလိမ်လုပ်ငန်းများကြောင့်အလို့ရှိခံနေရတဲ့ရာဇဝင်းတရားခံရှင်စီချန်းဘေးကင်းရန်ကျန်းမာစေရန်နဲ့ပြန်လည်လွတ်မြောက်ရန်ကင်းရန်နယ်ကြားဆောင်တက် BGF ခေါင်းဆောင်စောချစ်သူက ရွှေကုတ်ကူမှာလူတွေရာနဲ့ချီတက်ရောက်တဲ့အခမ်းအနားပြုလုပ်ပြီးတော့သူ့ပထွေးကိုဝစ်ပြူဆူတောင်းပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်မြန်မာနယ်စပ်ဘူဆယ်မြို့မှာရှိတဲ့ပြည်သူ့စစ်အချင်းချင်းစကားများရာကနေပြီးတော့ပြစ်ခတ်မှုဖြစ်ပြီးပြည်သူ့စစ်နှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြစ်စဉ်ဟာပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကဘူဆယ်မြို့မှာပြည်သူ့စစ်ဗိုလ်တအူးက အယက်အတော့လွန်ပြီးတော့၎င်းရဲ့လက်အောက်ခံဖြစ်တဲ့ပြည်သူ့စစ်နှစ်ဦးကိုပြည်စိုးတန်းနဲ့ပြစ်ခတ်လိုက်တာဖြစ်တယ်လို့ဆိုပါရတယ်။သူတို့ပဲနှစ်ယောက်ကအပြင်သွားဖို့ခွင်တောင်းလာကနေသူတို့ဆရာကပေးမသွားလို့လားမသိဘူး။အဲ့ဒီကနေစကားဆများပြီးတော့သူတို့ဆရာကသူတို့နှစ်ယောက်ကိုပြည်စိုးနဲ့ပြစ်လိုက်တာအဲ့ဒီမှာပဲတည်သွားတယ်။သူတို့ဆရာက အရက်တောက်တာတစ်ခုတည်းတော့မကဘူးဈေးပါချထားတယ်နဲ့တူတယ်နှစ်ပင်လေပြီးအဲ့ဒါကြောင့်ပြက်လိုက်တာဖြစ်မှာပေါ့သူတို့အဖွဲ့ကမြို့မှာပြည်သူစစ်ထင်တယ်လို့ပြောပြထားပါတယ်အဲ့ဒီပြစ်မှုကျူးလွန်ခဲ့တဲ့သူဟာ၎င်းရဲ့လက်အောက်ခံဖြစ်တဲ့ပြည်သူစစ်နှစ်ဦးကိုပြစ်တတ်ပြီးတဲ့နောက်ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလ19ရက်နေ့ကလည်းဘူဆင်မြို့မှာရှိတဲ့မန်ပရင်ပြည်သူစစ်အချင်းချင်းလဲမူရဲဆေးဝါအတုံးဆွဲလုံပြီးတော့ပြစ်ခတ်မှုဖြစ်ပွားရာကနေပြည်သူစစ်တအူတိတ်ဆုံးခဲ့သေးတယ်လို့သိရပါတယ် စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မူဆယ်မြို့မှာ ပြည်သူစစ်ခွေးအချင်းချင်းပြစ်ခတ်မှုနဲ့ရန်ပွဲတွေလည်းမကြာခဏဖြစ်ပွားနေတယ်လို့သိရပါဗျ။မူဆယ်မြို့မှာစစ်ခွေးတွေအပြင်၎င်းတို့ရဲ့လက်အောက်ခံပြည်သူစစ်ခွေးအဖွဲ့အများစုရှိနေပြီးတော့အဲ့ဒီပြည်သူစစ်တွေဟာလည်းကြားဖြန့်လောင်းကစားယုံဘူးရဲစေဝါနဲ့ပြည်တစားယုံတွေကိုကိုယ်စီပိုင်ဆိုင်ထားကြပြီးတော့စစ်ခွေးတွေစီကိုအခွန်ငွေတွေပေးဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်ဝင်းမနာရွာဆေးရုံကိုအကြမ်းဖက်ဆစ်ခွေးတက်ကစက်တက်လေးထီးနဲ့ဘုံကျဲပစ်ခတ်ခြင်းကြောင့်ဆေးရုံဝန်ထမ်းနဲ့လူနာများအပါအဝင်ရှစ်ဦးသေဆုံးပြီးတော့အယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မနေ့9နိုင်ကျော်ကမှအကြမ်းဖက်ဆစ်တက်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စက်တက်လေးထီးနှစ်စီးဟာကဏီမြို့နယ်ဝင်းမနာရွာဆေးရုံကိုဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ခွဲတိုက်ရဲ့ဘုံကျဲတိုက်ခတ်တိုက်မှုအတွင်းစေယုံဝန်နှန်းနဲ့လူနာများအပါအဝင်ရှေ့ဦးတိတ်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရှိသူအယောက်20တော်ရှိတယ်လို့ပြောပါရတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်းဘုံများဟာခွဲစိတ်ဆောင်တဲ့လူနာဆောင်တွေကိုကြက်ရောက်ပောက်ကွဲခဲ့ခြင်းကြောင့်ထိခိုက်တိတ်ဆုံးသူတွေများပြားခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။ကျွန်တော်တို့အတည်ပြုနိုင်တာကတော့တိတ်ဆုံးသူ10ဦးရှိပါတယ်။ထိခိုက်ဒဏ်ရာရတာကအယောက်20တော်လို့သိရတယ်။စစ်ခွဲတွေကစက်တက်၄ထိနဲ့ဘုံကျဲသွားတာပါ။ဘုံတစ်လုံးကတော့ခွဲစိတ်ခံပေါ်ကြတယ်။နောက်တစ်လုံးကတော့လူနာဆောင်ကိုကြတယ်လို့ရင်းမာပြီးမြို့နယ်တော်လိုင်းတက်ခေါင်းဆောင် ်ဘူတန်မနိကရှင်းပြထားပါဗျ။အကြမ်းမစစ်ခွေးတာဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲအရသာပြည်သူများလူစုလူဝေးရှိတဲ့နေရာများကိုပြစ်မှတ်ထားဘုံကျဲတပ်ဖြတ်နေခြင်းကြောင့်ပြည်သူများဟာလေတောင်းအန်ရဂယူပြုပြီးတော့နေထိုင်ကြရန်တော်လိုင်းအင်အားစုများကမေတ္တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကို အစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာဒီအစီအမပြတ်အစီအမင်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းပဇွန်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဒူဦးစီးမှုအောင်သူဖြိုးကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းလူစားထိုးအပြင်တယောက်ကို380ကျော်နဲ့အယောင်ဝယ်လုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ပဇွန်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဒူဦးစီးမှုအောင်သူဖြိုးဆိုတဲ့မသားက ညဘက်မှာမြို့နယ်အတွင်းလှည့်လည်ပြီးတော့လူငယ်များကိုဖမ်းဆီးချုပ်နှောင်ပြီးတယောက်ကိုငွေကျပ်380ကျော်နဲ့ရက်ွက်အုပ်ချုပ်ရင်းမှုများထံစစ်မှုထမ်းတပ်သားအစားထိုးအဖြစ်နဲ့ပြန်လည်ရောင်းစားနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့လူငယ်များကိုအမတ်နဲ့ရက်ွက်အုပ်ချုပ်ရင်းမှုရုံးရဲ့အပေါ်ထက်အမတ်၈ရက်ွက်အုပ်ချုပ်ရေးရုံးနဲ့အမတ်၁၀ရက်ွက်အုပ်ချုပ်ရေးရုံးတို့မှာချုပ်နှောင်ထားတယ်လို့သိရပါတယ်။အခုလိုမျိုးချုပ်နှောင်ထားတဲ့လူငယ်များကိုမြို့နယ်အတွင်းမှာရှိတဲ့ရက်ွက်အုပ်ချုပ်ရင်းမှုများထံကိုစစ်မှုထမ်းလူစားထိုးတပ်သားအဖြစ်နဲ့တယောက်ကိုငွေကျပ်380ကျော်နဲ့ လာစဉ်ရောင်းစားလျက်ရှိတယ်လို့သိရပါဗျ။ညဘက်၁၁ခွဲ၁၂လောက်ဆိုရင်ဒီကောင်ကပေါ်တာဆွဲထွက်ဖမ်းတယ် တပတ်ကို၄ချိန်လောက်ဖမ်းပါတယ်လမ်းပေါ်မှာတွေ့တဲ့အရွယ်ကောင်းတွေဆိုရင်နီလန်မျိုးစုံလေးကိုဖမ်းပါတယ်မျိုးနယ်ရဲတော်မသိလိုက်ဘူးဘသူမှလည်းအသိမခံဘူးဆိုင်ကယ်နဲ့လိုက်ပတ်ပြီးတော့ဖမ်းတာပါသူနဲ့သူ့တို့ရဲ့အောက်တန်းစားဖတ်တီးအပါအဝင်လူစို၃00လောက်လည်းပါပါတယ်လာတိုင်းလိုလိုရက်ကွက်အုပ်ချုပ်ရေးမှုတွေကသူ့စီကနေလူပြဝယ်ရတယ်မဝယ်ရင်အုပ်ချုပ်ရေးမှုတွေကိုပြက်တန်တာရှာတယ်မျိုးနယ်အုပ်ချုပ်ရေးမှုတွေကိုလည်းသူကရှာတွေးထားတာဆိုတော့ကာကွယ်ပေးထားတယ်အထက်ကိုတိုင်စာဖို့လဲဘာမှထိရောက်မှုမရှိဘူးလို့ဖမ်းသိခဲ့တဲ့လူငယ်တအုပ်ရဲ့ဦးလေးကပြန်လဲပြောဆိုထားပါတယ် အခုလိုမျိုးဖမ်းဆီးရောင်းစားခံခဲ့ရတဲ့လူငယ်အယောက်20ကျော်ရှိပြီဖြစ်ကြောင်းသိရှိထားတော့လေအခုရေတွက်ထက်တောင်မှပုံမုံများပြနိုင်တယ်လို့သိရပါဗါဒါပြင်အောက်ပစုံတော်လမ်းမကြီးမှာရှိတဲ့တရားမော်ရဲ့လူဒန်းစားဘောင်းစုံလူဦးရေ200ကျော်နေထိုင်နေတယ်အမှတ်1 4နှစ်မှာရှိတဲ့ကလမာကြီးအဆောင်ကနေလဲအဲစရင်ကဆိုပြီးတော့လာစဉ်ငွေကြေးများကိုတောင်းခံခြင်းဘုဒ္ဓတောင်ဖျားလမ်းမှာရှိတဲ့ Ocean Pearl Inn ဘိုးကျုံလန်းရေကျော်ဈေးထိပ်မှာရှိတဲ့အောင်စီတဲကိုကန်းနဲ့ဈေးတော်ကလမ်းမှာရှိတဲ့လောင်းကစားရုံများကနေလဲလာစဉ်အပတ်စဉ်လိုင်းချင်းများကိုကောက်ခံလျက်ရှိတယ်လို့သိရပါဗျ။အလားတူပဲတရားဝင်ဖွင့်လှစ်ထားတဲ့ဘီယာဆိုင်များကိုလည်း တရားမဝင်တယောက်တည်းအစည်းအမြဝင်ဆက်ပြီးတော့အရက်လိုင်းစင်များကိုတင်းအောင်ဖွေဥရုပ်ကိုခေါ်ပြီးတော့မတရားငွေညှစ်ခြင်းမတရားအလူငွေများခဏခဏကောက်ခံခြင်းအစားအသောက်များကိုလည်းအလကားမာယူစားတောက်ခြင်းများကိုလည်းအမြဲလိုလိုလှုပ်ဆောင်ရရှိတယ်လို့သိရပါတယ်။ဒါအပြင်အခြေခံလူဒန်းစားများစူရင်းငါးရန်နေထိုင်တဲ့အိမ်ခန်းများလက်လုံလက်စားများနေထိုင်တဲ့အဆောင်များအရက်ဆိုင်စားတောက်ဆိုင်များကိုလည်းရက်ကွက်အုပ်ချုပ်ရေးမှုများအတိပေးခြင်းမရှိဘဲနဲ့ချင်းချောက်ငွေငယ်ခြင်းများကိုလှုပ်ဆောင်ရရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Ravelu Bahama News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ